မင်္ဂလာညချမ်းပါရှင်နေပြည်တော်မွလီဝတ္တနယ်ဇလာဝိတာညချမ်းမဦးစီဌာနမှာ2025ခုနှစ်ဇူလိုင်လ2ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မွလီဝတ္တသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးဘူးချိန်ညမှာနေပြည်တော်နယ်ရန်ကုန်မြို့တော်မှာ32ဒဂရီဆက်စီယံ60ဒဂရီဖာရင်ဟိုက်စီနဲ့မန္တလေးမြို့မှာ35ဒဂရီဆက်စီယံ65ဒဂရီဖာရင်ဟိုက်တို့ဖြစ်ကြပါတယ်ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသကြိုးလိုမှဖမ်းဝင်ရရှိတဲ့ပုံရ ။ဘင်္ဂလားပြည်လောကနောက်တောင်ပိုင်းမှာတိမ်နေငယ်မှာတိမ်တင်တင်ဖြစ်ထွန်းနေပြီ။ကပလီပင်လယ်ပြင်နဲ့ကျန်မင်္ဂလားပင်လယ်တို့မှာတိမ်တင်တင်မှတိမ်ထူထပ်နေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့ကချင်ပြည်နယ် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်း၊စကိုင်းနယ်ဒေသကြီးထပ်ပိုင်း၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရော်ရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးရိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးရိမ်တောင်များရွက်လျက်နေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုဖြစ်ခြင်း၊မျက်စိလက်ခြင်းနဲ့မိုးတီကျခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်မှာရဲ့အကြံပြုရပါတယ်။ ကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်တင့်တင်မှတိမ်ထူထန်နေရကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်ခြေနေမှာကပ်ပလီပင်လယ်ပြင်နေဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်တုံလေးအားကောင်းပါတယ်။မြမပင်လယ်ပြင်မှာမြို့ဝကျုံမော်ရခိုင်ကဲဦးနဲ့တခြားနယ်ကံလုံပင်လယ်ပြင်တို့မှာရံပန်ရံကမိုးသက်လေပြင်းများကြာရောက်ပြီးလှမ်းကြီးပါမယ်။မိုးသက်လေပြင်းကြာခြင်းရေပြင်းမြေပြင်းလင်းဟာတနအာရီကို၃၅မိုင်ထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြမ မြို့ဝကျွန်းပေါ်ရခိုင်ကဲဦးရဲတချောင်းနဲ့ကံလွန်ပင်လယ်ပြင်တို့မှာစက်တဘင်မှာ73မီကန်ရှိနေပါတယ်။မုတ်တမကွေမွန်တတင်းတိုင်ကံတချောင်းနဲ့ကံလွန်ပင်လယ်ပြင်တို့မှာတခါတည်းရန်မိုးသက်လေပြင်းများကြရောက်ပြီးလှိုင်းတင်တင်မှာလှိုင်းကျင်နေပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအိကို25မိုင်မှမိုင်30ထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြင့်မှာမုတ်တမကွေမွန်တတင်းတိုင်ကံတချောင်းနဲ့ကံလွန်ပင်လယ်ပြင်တို့မှာခွနက်ပြီးမှကိုပြီးကန်ရှိနေပါတယ်။မနက်ဖြန်မွန်တဲချင်းဒီခံမှန်းချက်များအနေနဲ့ကတော့ စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာကြကြိမ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းမှာနေရာစိစိနေကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်အေရော်တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနေပြည်တော်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံ့ပြမထစ်ချုံရပြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ် အေအော်ရီတနိတာကြီးချန်ပီနယ်ရှိပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတနိတာကြီးတို့မှာနေအောင်ကပီးမူချနိုင်ပါတယ်။နေပြည်တော်နဲ့နေတော်အိုင်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းချက်မှာမိုးတစ်ချိန်တစ်ချိန်တချုံရွာပါမယ်။အမြင့်ဆုံးပူချိန်မှာ33ဒီဂရီဆက်စီရက်67ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ24ဒီဂရီဆက်စီရက်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်နေတော်အိုင်မနက်ဖြန်အတွက် မိုးလေဝသအခြေအနေခံမှန်းချက်မှာလေမိုးတစ်ချိန်နှစ်ချိန်တစ်ချုံရွာပါမယ်အမြင့်ဆုံးဘူးချိန်မှာ33ဒီဂရီဆက်စီရက်67ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ24ဒီဂရီဆက်စီရက်85ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်မန္တလေးမြို့နယ်အနီးတဝိုင်းမနက်ဖြန်အတွင်းမိုးလေဝသအခြေအနေခံမှန်းချက်မှာနေရာကွက်ကြားမိုးတစ်ချုံရွာပါမယ်အမြင့်ဆုံးဘူးချိန်မှာ36ဒီဂရီဆက်စီရက်68ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ29ဒီဂရီဆက်စီရက်87ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ် နောက်နှစ်ရက်တွေခံမှန်းကြန်နေတဲ့ကတော့တချင်ပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမိုးပူလာနိုင်ပါတယ်အထူးမိုးလေဝသတရင်ဒီကနေ့မြန်မာစံတော်ချိန်16:30နာရီချိန်တိုင်းထွားချက်များအရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့မှာမုတ်တုံလေအကောင်နေခြင်းကြောင့်၎င်းအရှိဘက်မှာရွေလန်းလာတဲ့လေဝေလိုင်းများရဲ့အရှိန်ကြောင့်၎င်းအနောက်ဘက်မှာရွေလန်းလာတဲ့လေဝေလိုင်းများရဲ့အရှိန်ကြောင့်၎င်းဒီကနေ့ညနေမှာ6ရက်9လ2025ရက်နေ့အတွင်း မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာကျကျနေနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာအနှံ့ပြားမုတ်ထချုံရွာပြီးအချို့ဒေသများမှာဒေသလိုက်နဲ့နေရာကွက်ရွေးမှုကြီးပါမယ် မြမကန်ယူရဲတခြားနဲ့ကန်လွန်ပင်လေးပြင်းတို့မှာရံဖန်ရံကမိုးသက်လေးပြင်းများကြာရောက်ပြီးလှိုင်းကြည့်ပါမယ်။မိုးသက်လေးပြင်းကြစဉ်ရေပြင်းမြေပြင်းများတနအီကို35မိုင်တီတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြမမြမကန်ယူရဲတခြားနဲ့ကန်လွန်ပင်လေးပြင်းတို့မှာ7ပြီမှ13မီကန်ရှိနိုင်ပါတယ်။အကြံပြုချက် တို့ဖြစ်ပေါ်ရေမိုးတဲတန်းစွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတစ်ကြုံခြင်းမိုးကြိုဖြစ်ခြင်းမျက်စိလက်ခြင်းမိုးတီကျွေးခြင်းလျှောက်ပြရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့တဘာဝဘေးရန်တွေများဖြစ်ပေါ်နိုင်မှာသဖြင့်အဆိုပါဒေသများရှိကုန်းမြေဒေသတွေမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအနည်းငယ် မြင့်ငယ်ချောင်းငယ်များနေမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့်ပြည်တွင်းရေချောင်းသွားလာရေးလေချောင်းပြန့်တမ်းရေးနှင့်ဆယ်မြောင်းတာတမန်များအနေဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်တတိပေးနှုတ်ဆောင်အပ်ပါသည်အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မူလီဝတ္တသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြအကြမ်းမှချမ်းသာကြပါစေရှင်